၃ရက်လောက်အချိန်ပေးယူနေပဲပင်ပေါက်ဝယ်စားစရာမလိုအောင်ကိုယ်တိုင်စိုက်ပျိုးပြီးစသုံးလို့ရပါတယ်။ပထမဆုံးပဲပင်ပေါက်ဖောက်ဖို့အတွက်ပဲစိရီကိုရေနဲ့ပြောင်ဆင်သွားအောင်စီကြောပေးရပါမယ်။ပြီးရင်တော့ခွက်တစ်ခုထဲမှာရေနွေးနှဲငယ်ရောစပ်ပြီး၆နာရီကျော်ခန့်ရေစင်ပေးထားလိုက်ပါ။ဘူးကွန်တွေနဲ့စိုက်ပျိုးမှာဖြစ်တဲ့အတွက်ဘူးကွန်တွေကိုအလဲကနေနှစ်ပိုင်းဖြစ်အောင်ပိုင်းပြီးအောက်ဖက်တွေမှာအပေါင်လေးတွေဖောက်ပေးထားလိုက်ပါ။ 6နာရီကြာရေစိမ်ထားတဲ့ပဲစိတ်တွေကိုယူပြီးရေနဲ့ထပ်မံစီကြောပြရပါမယ်။ပြီးရင်တော့ပဲစိတ်လေးတွေကိုဘူးကွန်တွေထဲတင့်တော်တလောက်ထည့်ပေးထားလိုက်ပါ။ဘူးကွန်အားလုံးထည့်ပေးပြီးရေစုအဝတ်တွေနဲ့ဖုံးအုပ်ပေးထားရပါမယ်။အလေးအရတရိုင်းမထိတွေ့နိုင်စေဖို့အတွက်ပလတ်စတစ်အိတ်အမဲတွေနဲ့ထပ်မံဖုံးထားပေးလိုက်ပါ။တရည်လောက်ဆိုပြိုထားတဲ့ပဲစိလေးတွေမှာအညောင်လေးတွေအစီအယီထွက်ပေါ်လို့နေပါပြီ။ အဆိုတရရှိနိုင်စေဖို့အတွက်ဘူးကွန်တွေကိုရေနဲ့စေကြောပြီးပလတ်စတစ်တွေနဲ့ဖုံးပေးထားလိုက်ပါ။နှစ်ရက်လောက်ဆိုပဲစိတ်လေးတွေဟာတိတိတတ်တာကြီးထွားလာပြီးပွားများလို့နေပါပြီ။အရင်နည်းအတိုင်းအဆိုတရရှိနေစေဖို့အတွက်ရေနဲ့စေကြောပြီးဖုံးအုပ်ပေးထားရပါမယ်။စိုက်ပြိုးပြီး၃ရက်ကျော်ကြာတဲ့အခါမှာတော့ပြိုးထားတဲ့ပဲပင်လေးတွေဟာရှေ့ထွက်နေကြပြီးဘူးကွန်တွေနဲ့ပြည့်နှက်လို့နေပါပြီ။ဒါဆိုရင်တော့နှုတ်ယူပြီးချက်ပြုတ်စာသုံးလို့ရပါပြီ ဓာတုဆေးဝါးမပါပဲဘူးကိုနွေကိုအသုံးပြုပြီးလွယ်လွယ်ကူကူစိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါအောင်နော်